အားလုံးမင်္ဂလာပါကျွန်တော်ကတော့စားတောင်းတဲ့ Hara Science to View ဒေါက်တာရင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့မှာဆိုလို့ရှိရင်တော့ဒီ World Blood Donor Day ပေါ့နော်ကမ္ဘာအသွေးလူရှင်များနေ့အထိမ်းအမှတ်နေတဲ့ဒီသွေးလူချင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒီဆောင်ရွက်ရှောင်ရွက်နေအပြင်ကျွန်တော်တို့ဒီသွေးအားကောင်းအောင်ဘယ်လိုမျိုးတွေနေထိုင်စားတောင်းမယ်ဆိုတာကိုဝေမျှဆွေးနွေးတော့မှာဖြစ်ပါတယ် တော့သွေးကကျွန်တော်တို့ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ခန်းကဏ္ဍတစ်ခုကနေပါဝင်နေတာဖြစ်ပါတယ်အဲအဓိကအပြင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအကြီးစားခွဲစိတ်မှုတွေလုပ်တဲ့အခါမှာဆိုလို့ကောင်းဒီမတော်တဆထိခိုက်မိပြီးတော့မှသွေးထက်လွန်တဲ့အရာမျိုးတွေနောက်ပြီးတော့မှဒီကိုယ်ဝန်ဆောင်တွေကလေးမွေးတဲ့အခါမျိုးမှာကျွန်တော်တို့ဒီသွေးလိုအပ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးအခါမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီသွေးသွင်းပေးရမှာဖြစ်တယ်အဲ့တော့သွေးကိုအစားထိုးနိုင်တဲ့ပစ္စည်းကတော့ကျွန်တော်တို့မရှိသေးတာဖြစ်တယ်ပေါ့နော်အဲ့လိုကြောင့်ကိုကသွေးလှူတယ်ဆိုတာကဒီသွေးလှူပေးရင်တသက်မဟုတ်ပဲနဲ့သူများကိုအသက်ကယ်ပေးတာဖြစ်တဲ့အတွက်သွေးလှူပေးခြင်းက ာအသက်ကေးပြီးလောက်တဲ့ထီကိုအရေးပါတာဖြစ်ပါတယ်။အဲ့ကျွန်တော်တို့ဟလာသွေးအားမကောင်းဘူးဆိုလို့ရှင်တော့သွေးလှူပေးလို့မရဘူးပေါ့နော်အဲ့တော့ကိုကိုနိုင်ကဒီနေကောင်းနေမှာသွေးအားပြည့်ဝနေမှာပဲသွေးလှူလို့အရာဖြစ်ပါတယ်အဲ့ကျွန်တော်တို့သွေးအားမကောင်းဆိုလို့ရှင်တော့ကိုကိုနိုင်မှာပဲသွားပြီးတော့မှာကျွန်တော်တို့ဒီမောတာတွေနှုံးတာပြမနှမ်းနေတယ်သွားဖြစ်နေနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီသွေးအား ကောင်းမှသာရင်သွေးလှူလို့အရာဖြစ်ပါတယ် we ကျွန်တော်တို့ဒီတန်တက်ပြေဝမှတာလည်းမဟုတ်နော်ကျွန်တော်တို့ဒီသွေးနေဥထဲမှာရှိတဲ့ hemoglobin လေးတွေကကျွန်တော်တို့ဒီအောက်ဆီဂျင်တွေကိုကျွန်တော်ခန္ဓာကိုယ်အနှံ့မှာဒီလိုအပ်တဲ့နေရာတွေကိုပို့ဆောင်ပေးနေတာဖြစ်ပါတယ်အဲ့တော့ကိုကလည်းကဒီသွေးအားနေတယ်တန်တက်အားနေတယ်ဆိုလို့ရှိရင်ဒီခုနလိုမျိုးဒီ hemoglobin လေးကအောက်ဆီဂျင်တွေကိုပြန်ပို့ဆောင်တဲ့အရာမှာလည်းသွားပြီးတော့မှဒီခက်ခဲသွားနိုင်တယ်ပေါ့နော်အဲ့တို့ကြောင့်ကိုကဒီတန်တက်နေနေမယ်ဆိုလို့ရှိရင်အောက်ဆီဂျင်ကလည်းကောင်းကောင်းဒီလိုအပ်တဲ့နေရာတော့မရောက်တော့ဘဲနဲ့ဒီမောတာတွေပမန်တွန်းနေတယ်သွားပြီးဖြစ်နိုင်တဲ့အတွက်ကျွန်တော်တို့ကဒီလူတိုင်းကဆိုလို့ရှိရင် ်ဒီသွေးအားကောင်းပြီးတော့တန်တက်ပြေဝနေဖို့အရေးကြီးတာဖြစ်ပါတယ်။ တွေးရနေတယ်ဆိုလို့ရှိရင်ဒီဖြစ်တဲ့အကြောင်းအရာပေါ်တော့မူတည်သေးတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ရေဘူးရအားဖြင့်တွေးရနေတဲ့သူတွေမှာဒီမောမယ်ပေါ့နော်။အဲ့ဒါသူများတွေက10လလောက်ရှောင်းရင်ဘာမှဖြစ်သေးဘူး။ကိုက10လလောက်ရှောင်းရင်မောနေတာမျိုးတွေ။နောက်ပြီးတော့မှနှုံးတာပေါ့နော်။အခုဆိုလို့ရှိရင်မလုံချင်မကင်ချင်ဖြစ်နေတာမျိုးတွေ။အဲနောက်ပြီးတော့မှဖြူဘက်ဖြူရောဖြစ်နေတာ။ကျွန်တော်တို့ဒီနှက်ခမ်းတွေဖြူတာ၊ရှာတွေဖြူတာနောက်ပြီးတော့မှဒီခြေသက်လက်သေးခွန်လေးတွေမှာလည်းဒီတွေးရနေပြီးတော့မှဖြူနေတာမျိုးတွေ။နောက်ပြီးတော့မှဒီခေါင်းမူတာတွေခေါင်းကိုက်တာမျိုးတွေ။အဲဒီလိုမျိုးလက္ခဏာမျိုးတွေကျွန်တော်တို့တွေ့ကြရနိုင်တာဖြစ်ပါတယ်။ တော့တန်တက်ချုပ်တဲ့တာကြတော့ကျွန်တော်တို့ဒီစားတောက်တဲ့အစားတောက်မှာဒီတန်တက်ဒီနဲနေတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဥပမာအဖြစ်ကျွန်တော်တို့တက်တက်လွတ်စားရတူတယ်နော်ဒါမျိုးဆိုရင်သူကအသားလုံးကမစားဘူးအဲဒါမျိုးမှဆိုလဲကျွန်တော်တို့တန်တက်သွားပြီးတော့မှနေနေနိုင်ပါတယ်အဲ့ဒီပြောင်းမှာကျွန်တော်တို့ဒီကိုဝန်ဆောင်မိမိပေါ့နော်ကိုဝန်ဆောင်မိမိနောက်ပြီးတော့မှဒီကလေး ဖုန်ပြိုကြီးထွားလာတဲ့အခါမှာကျွန်တော်အစားအသောက်မှာအဟာရမမျှတာတဲ့အခါမျိုးမှာဆိုလို့ရှိရင်လေဒီသွေးအားသွားပြီးတော့တန်တက်သွားပြီးနည်းနေနိုင်တယ်ပေါ့နော်နောက်တစ်ခုကဒီအရွက်ဆိုလို့ရှိရင်လေအစိမ်းရောက်ရဒီလုံးဝမစားတာနောက်တစ်ခုကကျွန်တော်တို့ဒီ Civet ပေါ့နော် Vitamin C ပေါ့အဲ Vitamin C ကိုလည်းသွားပြီးတော့မှနည်းနေမယ်ဆိုရင်ကျွန်တော်တို့တန်တက်ဆုပ်ယူမှုကလည်းအားနေပြီးတော့မှဒီသွားပြီးတန်တက်ချုပ်တဲ့နိုင်တာဖြစ်ပါတယ် တန်တက်ချို့တဲ့တဲ့အရာမဖြစ်အောင်ကျွန်တော်တို့ဒီနေ့စဉ်စားတောက်တဲ့အာမအစာဟာရကိုဒီချာလေး balance မြအောင်စားပေးဖို့အရေးကြီးတယ်ပေါ့နော်အဲ့တော့ဘာကြီးစားမလဲဆိုရင်ကျွန်တော်တို့အရင်ဆုံးကတော့အနီအောင်သားလို့ခေါ်ရဲကျွန်တော်တို့အမဲသားတော့စိတ်သားတော့အကဲကွက်ဝတ်သားစားရှင်ဝတ်သားပေါ့နော်ဒီလိုမျိုးသားတွေကိုတစ်ပတ်ကို2ရက်လောက်တစ်ရက်ကိုကျွန်တော်တို့ဒီဆက်နှက်ကြက်သားလောက်ပြင်အောင်စားပေးမယ်ပြီးသွားလို့ရှင်လဲကျွန်တော်တို့လှငါဆိုလို့တစ်ပတ်ကို2ရက်လောက်နော်အဲ့တော့ပြီးသွားလို့ရှင်ကျွန်တော်တို့ကြက်ဥလေးတွေပေါ့နော်ဥမျိုးမျိုးပေါ့ဥမျိုးမျိုးပြောခါမှာကျွန်တော်တို့ဒီဘဲဥလိုကြက်ဥလိုငုံဥလိုရရပေါ့နော်အဲ့တော့အဲ့ဒါလေးကိုလဲကျွန်တော်တို့တနေ့ကိုနှလုံးလောက်စားပေး မဲ့ပြီးတော့လို့ရှင်ဒီအစိမ်းရောင်အရွက်တွေပေါ့နော်အစိမ်းရောင်တွေပြောတဲ့ခါမှာကျွန်တော်တို့ဒီကစွန်ရွက်တို့ဟင်းနုနယ်တို့မုံညစိမ်းတို့အဲဒါမျိုးလေးတွေကိုလည်းကျွန်တော်တို့ထမင်းစားတဲ့ခါမှာလေးလေးစားညစားထည့်ပြီးတော့စားပြီးတာအဲနောက်တစ်ခုကပဲမျိုးမျိုးပေါ့နော်ပဲမျိုးပြောတဲ့ခါမှာကျွန်တော်တို့ဒီပဲစင်းကုံတို့ကလပ်ပဲတို့ပဲနီလေးတို့ဒါမျိုးပဲလေးတွေကိုလည်းလာတပတ်ကိုအနည်းဆုံးတစ်ရက်လောက်တော့ပုံမှန်ဒီထမင်းနဲ့တွဲစားမျိုးเนาะအဲ့တော့အဲ့လိုမျိုးဒီတန်တွဲကြော်ဝါအစားစာတွေစားပြီးလို့ရှင်လေကျွန်တော်တို့က ဒီဗိုက်တာမင်စီပေါ့နော်ဗိုက်တာမင်စီကျွဲဝရတယ်အာဒီအသီးနှံလေးတွေပေါ့ပန်းသီးတို့လိမ္မော်သီးတို့စပစ်သီးတို့ဟလာကိုကြက်တဲ့အသီးနှံလေးတို့လည်းနေကင်းလေးလည်းမစားပေးမယ်ဘာလို့လဲဆိုလို့ရှိရင်ခုနကဒီတန်တက်ကျွဲဝရတဲ့အစားအသောက်တွေကနေရတဲ့တန်တက်ကိုခဏကွာဆုပ်ယူဖို့အတွက်ကျွန်တော်တို့ခန္ဓာကိုယ်မှာဗိုက်တာမင်စီလိုပါတယ်နော်အဲ့တော့အဲ့အတွက်ကြောင့်ကိုကလည်းဗိုက်တာမင်စီကျွဲဝရတဲ့အစားအသောက်လေးတွေကိုတွဲပြီးတော့မှစားပြီးလို့ဖြစ်ပါတယ်အဲဒါမဲ့ကိုကလာတန်တက်အရင်နေနေတယ်ချိုးတဲ့နေတယ်ဆိုလို့ရှိရင်တော့ဒီဆောင်းကြောင်းနဲ့တိုင်ပြီးတော့မှတန်တက်ဒီဖြည့်ဆွက်စာအားစီတမျိုးကိုတောက်ဖို့တော့အကြံပြုချင်ပါတယ် အဲနောက်တစ်ခုသတိထားသိချင်တာကကိုကဒီရင်းနှွေးကြံလက်ဖက်ရည်ကိုကြိုက်တက်တယ်ပေါ့နော်တချို့ကရှိတယ်အဲရေကိုလုံးဝရေဖြူပေါ့နော်ရေဖြူလုံးဝမတောက်ဘဲနဲ့တနေ့ကုန်ရင်းနှွေးကြံကြီးပဲတောက်တာအဲဒါမျိုးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီရင်းနှွေးကြံတို့လက်ဖက်ချောက်ထုံးမှာဒီတန်တက်ဆုပ်ယူမှုကိုသွားပြီးတော့မှဒီအားနေစေတဲ့အရာတွေပါဝင်တာဖြစ်တဲ့အတွက်ကိုကရင်းနှွေးကြံလက်ဖက်ရည်ကြိုက်တယ်ဆိုရင်တော့တနေ့ကိုတစ်ခွက်နှစ်ခွက်လောက်ပဲတောက်ဖို့ပြီးလို့ရှိရင်ကြံတဲ့အဟာကိုကျွန်တော်တို့ရိုးရိုးရေဖြူပဲတောက်ဖို့တော့အကြံပြုချင်ပါတယ် ဟုတ်ပြီတော့ကျွန်တော်တို့သွေးလှူပြီးသွားပြီပေါ့နော်အရင်ဆုံးအရေးကြီးတာကဒီရေတန့်ကိုပြန်လဲဖြည့်တင်ပေးဖို့အရေးကြီးတာဖြစ်ပါတယ်။အဲဘာလို့လဲဆိုလို့ရှင်ကျွန်တော်တို့သွေးလှူလိုက်တဲ့အခါမှာဒီကျွန်တော်တို့သွေးထဲမှာပေါ့နော်ရေတက်ကလည်းပါသွားတာဖြစ်တဲ့အတွက်အဲ့တော့သွေးလှူပြီးကျွန်တော်ပထမတစ်နာရီလောက်မှတည်းကိုကိုကဒီရေတန့်မှုတစ်ဝက်လောက်ပေါ့နော်500 ml လောက်ကိုကုံအောင်ပြန်ပြီးတော့မှတောက်ပေးတင်တာဖြစ်ပါတယ်။အဲပြီးသွားလို့ရှင်လဲနောက်တစ်နာရီလောက်အတွင်းမှာနောက်ထပ်ဒီ500 ml လောက်ကိုပြန်လဲဖြည့်တင်ပေးမယ်ဆိုလို့ရှင်တော့ရေတက်ပြန်လဲပြုတ်ပါပြီကျွန်တော်တို့ဒီလာဒီမူးတာတွေနုံးတာတွေဖြစ်ဖို့လဲကာကွယ်ပေးမှာဖြစ်ပါတယ်။ ော့ဒီသွေးလှူမဲ့သူတွေ ပေါ့နော်သွေးလူမဲ့သူတွေဆိုလို့ရှင်ရိုးရိုးလူတွေရောပေါ့နော်သွေးမလှူခင်ရောလှူပြီးမှပါကျွန်တော်တို့ကရေဓာတ်ကိုသေချာလေးဖြည့်ပေးထားဖို့အရေးကြီးတာဖြစ်ပါတယ်။အဲရေဓာတ်ပြီးသွားလို့ရှင်တော့ကျွန်တော်တို့သွေးအားပြန်တက်စေမယ့်အစားအသောက်တွေပေါ့နော်။အဲ့တော့ဒီခုနကလည်းပြောသွားကျွန်တော်တို့အနီအောင်သားပေါ့နော်။အနီအောင်သားဆိုလို့ရှင်တစ်ပတ်ကိုအဲနှစ်ရက်လောက်ပြန်စားပေးမယ်။တစ်ရက်ကိုဆိုလို့ရှင်တော့ကျွန်တော်တို့၁၂ချက်သားလောက်ပြည့်အောင်စားမယ်ပေါ့နော်။ပြီးသွားရင်လည်းကိုထမင်းစားတဲ့အခါမှာဒီအရွက်ပေါ့နော်အရွက်တစ်ခုအစိမ်းရောင်အရွက်တွေပေါ့နော်။အစိမ်းရောင်အရွက်တွေဖြစ်တဲ့ဟာကိုဒီနေ့လယ်မှာဆိုလို့ရှင်တော့ကျွန်တော်တို့၄ဇွန်လောက်ဒီညနေစာညစာမှာဆိုလို့ရှင်လည်း၄ဇွန်လောက်စားပေးမယ်။အဲပြီးတော့အဲ့ဒီသ ေးလို့ပြီးတဲ့နေ့မှာပဲကျွန်တော်တို့ဗိုက်တာမင် C ကျွဲသွားတဲ့အာအစားအသောက်လေးတွေပေါ့နော်ဒါမှမဟုတ်ဆိုလို့ရင်ဗိုက်တာမင် C အားစီတစ်ခုတောက်ပေးတာမျိုးပေါ့နော်အခုနောက်လိုမျိုးအစားအသောက်တွေကိုသေချာလေးပြီးွားစားပြီးကိုအရေးကြီးတာဖြစ်ပါတယ်အဲဒါပေမဲ့ကိုကငိုရဲကပေါ့နော်မကြာခဏအားနေတတ်တယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ဒီတန်တက်ဒီပါဝင်တဲ့အားစီတမျိုးမျိုးကိုပေါ့နော်ဒီကယ်ရီလိုအပ်ခဲ့ဆိုလို့ရှင်ဆရာတို့တောင်းနေတိုင်ပင်ပြီးတော့မှပြီးဝဲဖို့ကိုလည်းတိုက်တွန်းချက်ပါတယ် ော့ကျွန်တော်တို့ဒီသွေးလှူတွေဆိုတာက အဲတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှင်တော့အသက်ကယ်ပေးလိုက်တာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကိုကတော့သွေးလျော်တက်တက်ပဲသွေးလျော်လိုက်တယ်ဆိုပေမဲ့တစ်ဖက်မှာတကယ်တမ်းဒီယောဂဝိနေခန်းစားနေရတဲ့အရေးပေါ့သွေးလျော်အပ်နေတဲ့သူတွေအတွက်ကြာကြောင်ကျွန်တော်တို့အသက်ကိုကယ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်အဲ့တော့ကိုကသွေးလျော်တယ်ဆိုတာကသွေးလျော်တက်တက်မဟုတ်ပဲနဲ့သူတစ်ပါးအသက်ကိုကယ်ပေးလိုက်ခြင်းဖြစ်ပါတယ်ဒီတွက်ကြောင်ဟလာပုံမှန်သွေးလျော်နေတဲ့သူတွေကိုဒီကနေပြီးမှကျွန်တော်ကဂုံးပြုတယ်လို့ဟလာသွေးမလှူဘူးသွေးတဲ့သူတွေအတွက်ကိုလည်းသွေးလျော်ဖို့တိုက်တွန်းအားပေးလိုပါတယ်အဲဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့က အဲဒီသွေးလှူပေးခြင်းအဖြစ်လေပေါ့နော် ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အဲဒီတခြားသောယောဂါတွေပေါ့တခြားရဲ့ဆစ်ဆေးပိသားဖြစ်တဲ့အတွက်ကိုယ်ကိုယ်၌ကလည်းပို့ပြီးတော့မှဒီသွေးဆစ်ပိသားဖြစ်သွားတယ်ပေါ့နော်အဲ့တော့သွေးတခြားမှမလှူဘူးတဲ့သူတွေရှိခဲ့မယ်ဆိုလို့ရှင်လေသွေးလှူဖို့အတွက်ဒီညကနေပြီးတော့မှကျွန်တော်ကတိုက်တွန်းအားပေးလိုပါတယ် ဲ့တော့ဒီနေ့သွေးလူတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မှအခုကြည့်ရှုနေတဲ့သူအားလုံးအတွက်လည်းအကျိုးရှိမယ်လို့ယုံကြည်ပါတယ်။အကယ်မီအတွက်အကျိုးရှိတယ်ဆိုလို့ရှင်လည်းပြန်လည်ပြီးတော့မှအပြပေးဖို့တိုက်တွန်းချင်ပါတယ်။မမေ့ပါနဲ့တင်ကိုယ်တိုင်ကတင်အတွက်အကောင်းဆုံးဆရာအောင်ပါတယောက်ချင်းစီတိုင်းစေရောကိုပါချမ်းမချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။